ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။မကွေးတိုင်းစိတ်ဖြူမြို့နယ်ကစောက်စုဂိတ်စကန်တစ်ခုကိုတော်လိုင်းရဲတပ်တွေကပူပေါင်းတိုက်ခိုက်ခဲ့ရမှာ စစ်ကြောမှုရဲ့ဘော့တူကြာဆုံးခဲ့ပြီးလက်နက်နဲ့အခြားဆက်ဆက်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့ပကုတ်ကူခရိုင်စစ်ဌာနကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ29ရက်မနက်9:00ခန်းကစပြီးစိတ်ဖြူမျိုးနဲ့ဝေးပင်ကျွရနဲ့တောင်ငယ်လုံးကျွရကြားကစုပ်စုထိုင်းစကန်ကိုပကုတ်ကူခရိုင်တရင်16နဲ့မကွေးတိုင်းပကပရွေရှားစစ်ကြောတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။စုပ်စုထိုင်းစကန်ကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာ မကွေးတိုင်းပကပရွေရှားစစ်ကြောကစစ်ကြောမှုရဲဘော်စိတ်ဖြူခါ ဟိမင်းသူကြာဆုံးခဲ့တယ်လို့ဆိုပါရယ်။စကန်သိန်းတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့အမှတ်ပြနေတဲ့တိကျအတိမပြူနိုင်သေးပါဘူး။စကန်သိန်းတိုက်ပွဲမှာဆော့စု၄ယောက်မျက်မြင်သေဆုံးခဲ့ပြီးတော့ MA3 တလက်၊ကြည်ပေါက်၃ခုစတဲ့လက်နက်ခဲယံတွေလည်းသိမ်းဆည်းရရှိခဲ့ပါရယ်။တိုက်ပွဲမှာကြာဆုံးခဲ့တဲ့ရင်းနသားကော်လန်ကစစ်ကြောင်းမှုရဲဘော်စိတ်ဖြူခဟိမင်းသူကိုရင်းနသားစစ်ကြောင်းကဓလေ့ထုံတဲ့အတိုင်းတနက်ပြစ်ဖောက်ပြီးကောင်းမွန်စွာမိသကြိုပေးခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်။